အရင်နှစ်နဲ့ကာလတူနိုင်ရှင်တဲ့အခါနိုင်ငံတော်ဝင်လက်နက်ကင်တိုက်ပွဲတွေလျော့လာပါတယ်။အခုနှစ်ဆယ်လအတွင်းနိုင်ငံအနှက်တိုက်ပွဲဖြစ်ပွားမှုမှာ2024ခုနှစ်နိုင်ရှင်34ရာခိုင်နှုန်းဒီပါလျော့ကျခဲ့ပါတယ်။ဒီကြောင့်တိုက်ခိုက်မှုကိုကြည့်ရင်လည်းဒီအတိုင်းတွေ့ရပါတယ်။2025ခုနှစ်အောက်တိုဘာလအထိဆယ်လအတွင်းစစ်ကော်မရှင်ရဲ့လေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း3000ကျော်ထက်မနည်းရှိခဲ့ပါတယ်။ဒီပမာဏကအရင်နှစ်နဲ့ကာလတူနိုင်ရှင်တော့ 41ရာခိုင်နှုန်းနီးပါးကျဆင်းခဲ့တာဖြစ်ပါတယ်။တိုက်ပွဲဖြစ်တာတွေလျော့လာတာနဲ့အတူရဲသားတည်ဆုံမှုတွေလည်းလျော့လာပါတယ်။ဒီနှစ်ဆယ်လအတွင်းမှာတိုက်ပွဲနဲ့ပဋိပက္ခဖြစ်စဉ်တွေကြောင့်တည်ဆုံခဲ့ရတဲ့ရဲသားပြည်သူပေါင်း2200ကျော်ရှိခဲ့ပါတယ်။ဒါကလည်းအရင်နှစ်နဲ့နှိုင်းယှဉ်ရင်တော့31ရာခိုင်နှုန်းနီးပါးလျော့ကျခဲ့ပါတယ်။တိုက်ပွဲတွေလျော့နေပေမဲ့စစ်ဘေးရှောင်ရတဲ့ပြည်သူတွေကတော့များနေတော့မှာပဲ။2025ခုနှစ်နှစ်မကုန်ခင်မှာပဲအစ်တိုးလာတဲ့စစ်ပြေးဒုက္ခတွေပေါင်း9000နီးပါးရှိနေပါတယ်။ ဒီတွန်းတော့ကလည်းအရင်နှစ်နဲ့ကာလတူနိုင်ရှင်တော့54ရာခိုင်နှုန်းဒီပါရောကြခဲ့ပါတယ်။အရင်နှစ်နဲ့ကာလတူနိုင်ရှင်ရင်တိုက်ပွဲနဲ့တက်ရောက်မှုတွေကျနေတယ်ဆိုပေမဲ့ဒါကကာလတူဖြစ်မလားကာလရှည်ဘက်ဥတီမလားဆိုတာကိုတော့စစ်ကော်မရှင်ရဲ့ EO တွေကြားတရုတ်ဂျာဝန်မှုကြောင့်ဖြစ်လာတဲ့နှစ်ဖက်ဆွေးနွေးပွဲတွေစစ်ကော်မရှင်ကလုပ်မဲ့ရွေးကောက်ပွဲနဲ့အပြိုင်ဖြစ်လာမဲ့စစ်ရေးအရှိန်တင်ချစတာတွေနဲ့ချိန်ထိုးလေ့လာကြရအောင်ပါပဲ။